အလိုအားလုံးမင်္ဂလာပါခင်ဗျာအထူးသကာမောင်းတင်တဲ့နေ့ကျိုးဆိုပါရစေ။အာဒီနေ့မနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့မနေ့ကားတွေမထွက်ခင်မှာဆက်မနှိုးခင်မှာအာ CA လေးဝိုင်းစစ်တာလေးကိုကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။အခုပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ CA လေးဝိုင်းစစ်တော့မယ်ဆိုရင်အရင်ဆုံးဘောနက်ဖုန်းလေးကိုဖွင့်မှာဖြစ်ပါတယ်။ဘောနက်ဖုန်းလေးကတော့ဒီမှာရှာလေးရှိပါတယ်ခင်ဗျာ။များသောအားဖြင့်တော့ကားတွေတော်တော်များများမှာဒီရှာလေးကဒီနားလေးမှာပေါ့နော်။တချို့အပေါ်လေးနည်းနည်းရောက်တာလည်းရှိပါတယ်။အခုဆိုကျွန်တော်တို့ဘောနက်ဖုန်းလေးကိုဖွင့်လိုက်ပြီးဖြစ်ပါတယ်နော်။ ဘောနက်ကောင်းလေးကိုဖွင့်ပြီးွားတဲ့အခါမှာကျွန်တော်တို့ဘောနက်စီကိုသွားမှာဖြစ်ပါတယ်။ဘောနက်စီကိုသွားမယ်။သွားပြီးတော့ကျွန်တော်တို့ဒီမှာဘောနက်ဖုံးလေးကိုဖွင့်မယ်အချိန်မှာရှာလေးကိုစမ်းပါမယ်။အရင်ဆုံးရှာလေးကိုစမ်းမယ်ခင်ဗျာ။စမ်းပြီးတော့ okay ရှာလေးကိုမပြီးတော့ကျွန်တော်ဘောနက်ဖုံးလေးကိုဖွင့်လိုက်တယ်ဗောနော်။ပြီးတဲ့အချိန်မှာကျွန်တော်တို့ကထောက်လေးထောက်လိုက်ပါတယ်။ ဒေါက်လေးထောက်ပြီးွားတဲ့အချိန်မှာကျွန်တော်တို့အရင်ဥဆုံးစစ်မှာကတော့အင်ဂျင်ဝိုင်းဖြစ်ပါတယ်ခင်ဗျာအင်ဂျင်ဝိုင်းဂိတ်တန်လေးပါဒါလေးကတော့အင်ဂျင်ဝိုင်းဂိတ်တန်လေးကိုကျွန်တော်တို့ဆွဲထုတ်လိုက်တဲ့အချိန်မှာသူကအဆက်လေး၂ဆက်နဲ့နော်အဆက်လေး၂ဆက်ရှိမှဖြစ်ပါတယ်တော့အခုအချိန်မှာဒါညတုံးထားတာဖြစ်တဲ့အတွက်ကားကိုကျွန်တော်တို့ကတ िश ူးလေးနဲ့တုပ်လိုက်ပါမယ်ခင်ဗျာ ုတ်ပြီးတော့ကျွန်တော်တို့ဒူရီယာအချိန်ကျွန်တော်တို့ထိုးပြီးတော့စစ်တဲ့အချိန်မှာဂိတ်အမှန်ကိုတီးရမှာဖြစ်ပါတယ်နော်โอเคကျွန်တော်တို့အင်ဂျင်ဝင်အပေါက်လေးထဲကိုကျွန်တော်ပြန်ထိုးထည့်လိုက်မယ်အဆုံးထိထိုးထည့်လိုက်ပါပြီးရင်ပြန်ဆွဲထုတ်ပါမယ်နောက်ကျရင်ပြန်ဆွဲထုတ်ပြီးတော့ကြည့်တဲ့အချိန်မှာကျွန်တော်တို့ဂိတ်အမှန်ကို level အမှန်ကိုတီးမှာပေါ့နော်အခုဆိုရင်ကျွန်တော်တို့အဆက်၄၂၀ရှိတယ်ခင်ဗျာအဲ့ဒီအဆက်၄၂၀ရဲ့ဒုတိယအဆက်နဲ့ပထမအဆက်ကြားထဲမှာရှိနေတာဂိတ်အမှန်ဖြစ်ပါတယ်နော်အဲအောက်အဆက်မှာရှိနေတော့ဒါ engine wire ကျနေပြီးရောနေပြီးလို့သတ်မှတ်လို့ရပါတယ်เนาะအပေါ်အဆက်ထက်လည်းကြော်လို့မရပါဘူးခင်ဗျာအင်ဂျင်ဘောင်ကြော်ပြီးလည်းထည့်လို့မရပါဘူးเนาะအင်ဂျင်ဘောင်ကြော်ထည့်ရင်လည်းအင်ဂျင်မှာပြဿနာရှိပါတယ်မီးခိုးလိုက်တတ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒုတိယဆက်နဲ့ပထမဆက်ဂျားထဲမှာအင်ဂျင်ဘောင်ဂိတ်ကြီးရှိနေတာအမှန်ဖြစ်ပါတယ်ခင်ဗျာโอเคအင်ဂျင်ဘောင်ဂိတ်လေးကိုကျွန်တော်တို့ပြန်ထည့်လိုက်ပါမယ်เนาะ အပြန်ထည့်လိုက်ပြီးတော့ပြီးတော့ဘာကိုစစ်မလဲဆိုတော့ကျော် coolant system ဖြစ်တဲ့ရေတိုင်ကြီးရေပိုက်ဟိုဟာကိုစစ်မှာဖြစ်ပါတယ်နော် okay ဒါတော့ရေတိုင်ကြီးဖုန်းလေးကိုကျွန်တော်ဖွင့်လိုက်ပါတယ်အထဲထဲမှာရေရှိမရှိကိုကျွန်တော်တို့ဒီမှာမြင်ရပါတယ်နော်စစ်ပိုက်မှာဖြစ်ပါတယ် okay ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ပြန်ပိတ်လိုက်မယ်အာပိတ်ပြီးတဲ့အခါမှာကျွန်တော်တို့ရေပြန်ဘူးလေးကို ဖွင့်ပြီးဆက်มาဖြစ်ပါတယ်ရေပြန်ဖို့ကိုစစ်တဲ့အချိန်ကြာရင်တော့ကျွန်တော်တို့ကဒါတချို့ကြတော့မီးလေးနဲ့ထိုးပြီးစစ်ကြတယ်ဗောနော်ရေလေးပဲကိုမီးလေးနဲ့အာဦးကိုဖုံးမီးလေးနဲ့ပဲဖြစ်ဖြစ်ဓာတ်မီးလေးနဲ့ပဲဖြစ်ဖြစ်ထိုးပြီးစစ်ကြပါတယ်ပြီးရင်ကျွန်တော်တို့က level ကဘယ်ဘယ်မှာရှိရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ low level နဲ့ကျွန်တော်တို့ full level ဆိုပြီးတော့ level နှစ်ခုရှိပါတယ်ခင်ဗျညာလားမသိဘူးနော်ဒီမှာ low level နဲ့ full level ဆိုပြီး level နှစ်ခုရှိပါတယ် low level ကဒီအောက်ကကျွန်တော်တို့နော် ဒီအောက်ကအရင်လေးကကျွန်တော်တို့လိုးလေပဲဖြစ်ပါတယ်အောက်ရစ်လေးကလိုးလေပဲပါဒါအပေါ်ရစ်ကဖူးလေပဲပါအဲ့ဒီဖူးလေပဲမှာရေရှိနေရမှာဖြစ်ပါတယ်နော်ဒါအောက်လေပဲလိုးလေပဲရောင်းနေရင်တော့ဒီဟာဒီကျွန်တော်ရေနေနေတာဖြစ်ပါတယ်ဖြည့်ရမှာဖြစ်ပါတယ်ခင်ဗျာနော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီရေစစ်မယ်ပြီးရင်ကျွန်တော်တို့ engine wire စစ်မယ်ပြီးတဲ့အချိန်မှာကျွန်တော်တို့တခြားဟာလေးတွေစစ်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီဒီ wire ရေပေါ့နော်ဒါတော့တိတ်အရေးမကြီးပါဘူးခင်ဗျာဒါ wire ရေဖြန်းနေ wire ရေဘူးလေးပါ เนาะဒါလေးဆက်လို့ရပါတယ်ပြီးရင် brake စီပါเนาะ brake စီကကျတော့သူ့ရဲ့ level လေးရှိပါတယ်ခင်ဗျเนาะဒီမှာ brake စီ level လေးရှိပါတယ်အဲ့ဒီ level လေးမှာကျွန်တော်တို့ရှိနေရမှာဖြစ်ပါတယ်เนาะ brake စီอ่ะเนาะအာဒါတော့ CA 4ဘောင်ဆက်တာလေးပါလေကတော့ကျွန်တော်တို့ tire လေးဘောင်လေးကိုဆက်တာဖြစ်ပါတယ် tire 4ဘောင်လေးက30 35ထိုးကြတယ်ပေါ့เนาะကျွန်တော်တို့ဒါ tire 4ဘောင်လေးကိုဆက်တာဖြစ်ပါတယ်ခင်ဗျ ်နော်အာ C ကတော့ကျွန်တော်တို့ပက်ထရိုလ်ဆက်တာဖြစ်ပါတယ်အာပက်ထရိုလ်ဆက်တာကြတော့ကျွန်တော်ရှင်းပါလိုက်ခင်ဗျအာဆက်နှိုးလိုက်တဲ့အချိန်မှာကျွန်တော်တို့တော်တော့ဒီမှာဒိုင်ွက်မှာပက်ထရိုလ်ဆိုပြီးတော့ကျွန်တော်တို့ဒါပက်ထရိုလ် C gate လေးမြင်ရမှာဖြစ်ပါတယ်နော် ပတ်တို့စီကိတ်လေးဒီမှာမြင်ရမှာဖြစ်ပါတယ်ဒါကတော့စီပေါ့နော်စီကတော့ဒါတော်တော်များများသိကြပါတယ်ခင်ဗျာစီရှိလားမရှိလားဆိုတော့တော့နော်โอเคเจตุติมาเนี่ยဒါကတော့ CA ၄ဘိုင်းစစ်တာလေးကိုကျွန်တော်တို့ပြောပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျ